လူဆိုတာကိုယ့်ကိုယ်ဖြစ်မတင်ဘူးကျန်တဲ့လူပဲဖြစ်တယ်ဒါအထုံးစံဆရာတပည့်ရှိကြတယ်ငယ်ငယ်တုန်းကဆရာကိုကြောက်ရတယ်ဆရာကရိုက်နဲ့တင်ဆုံးပါတာကြီးပွားလာတဲ့အခါကျတော့အသက်ကြီးလာတဲ့အခါကျတော့ဆရာကပရိုက်ပဲနဲ့မွေးလာတဲ့တပည့်နဲ့ဆရာကရိုက်ပြီးတော့ပညာသင်ပေးတဲ့တပည့် အဲ့ဒီနှုတ်ဟာထူးခြားလာတဲ့အခါအသက်ကြီးကဆရာကျေးဇူးကိုတည်လာတော့ပြန်ပြောကြတယ်ဘယ်လိုပြောတော့ဆိုငယ်စဉ်ကဆရာကမရိုက်ဖက်နဲ့အလိုလိုက်ထားတဲ့တပည့်ကငါကိုဆရာသမားကအလိုလိုက်လို့ငါဟာပညာမတတ်တာနှုတ်ဘူးဆိုရင်ငါပညာတတ်မယ်အပြစ်တင်တာပြောတာနောက်တချို့ကြတော့ ဆရာကငါ့ကိုရိုက်ထားနဲလို့ထီးတဲ့ရိုက်ရင်ဒီတဲ့ငါတတ်မယ်လို့ထင်ကြတယ်။အဲ့လိုပြောတာ။အမေကငါလိုက်လို့ငါဒုက္ခရောက်တယ်လို့ပြောတာပဲ။သာသမီကလည်းဆိုးမိုက်ပြီဆိုရင်အမေကလိုလိုက်လို့ငါဒုက္ခရောက်တယ်။လိမ္မာလို့ရှိရင်အမေဆုံးမလို့လို့သိပြီပြော။ကိုကိုတော့လူတွေကပြစ်သိပ်ပြတယ်သူများကတော့အပြစ်တင်တယ် Takk ut jo er du